မြို့ကြီးတစ်မြို့ကိုတွေးထွက်တန်ယူမှုမရှိဘဲနဲ့လွဲပြောင်းပေးလိုက်ရတဲ့ဆိုတဲ့တဲ့ရင်ရဲ့မျက်နှာပြင်အောက်မှာတော်ရီတကယ်ပဲဖြစ်နေလေ။ဒါဟာငိမ့်ချရေးလား။ဒါမဟုတ်ငိမ့်ချိုင်းခေါင်းစစ်တက်ထားတဲ့လက်နက်ချအုပ်ချုပ်ခွင့်ပြန်ပေးမှုလား။လာရှိုးရဲ့ဖြစ်စဉ်ကိုအပေါ်ယံကြည့်ရင်တော့တိုက်ပွဲတွေရက်စဲသွားပြီးငိမ့်ချိုင်းရလာတဲ့ပုံစံမျိုးမြင်ရပါတယ်။ဒါပေမဲ့ဒီဖြစ်စဉ်ဟာတရုတ်နိုင်ငံရဲ့မြန်မာအရေးပေါ်ထားရှိတဲ့မမြင်ရတဲ့စစ်ပွဲတက်တဲ့တစ်ခုအဖြစ်ပုံပြီးထင်ရှားလာနေပါတယ်။ ကိုကတပ်ဖွဲ့တည်ယူထားတဲ့လာရှိုးမျိုးကိုတရုတ်ရဲ့ထိရောက်တဲ့ဂျောင်းဝင်ဖိအားပေးမှုကြောင့်ပြန်လည်လွှဲပြောင်းပေးခဲ့ရတာပါစစ်ကောက်စီတပ်တွေဒီမျိုးတွေကိုပြန်ဝင်လာဖို့ခွဲပြုတ်ခန့်ခဲ့ရတာဟာရှုပ်ထွေးတဲ့နိုင်ငံရေးအာဏာကစားပွဲရလဒ်ဖြစ်ပါတယ်ဒီဗီဒီယိုမှာကျွန်တော်အနေနဲ့လာရှိုးအခြေအနေကနေတဆင့်မြန်မာနိုင်ငံရေးအပေါ်မှာတရုတ်ရဲ့ငြိမ်းချမ်းရေးမျက်နှာဖုံးနဲ့တော်ဝိုက်ကိုလိုနီပြုနေတဲ့အခြေအနေကိုအလွာချင်းတလွာချင်းကျွန်တော် ဖော်ထုတ်သုံးသပ်ထားတာဖြစ်ပါတယ်။ဒါပြင်တရားမှုတွေနဲ့ကျွန်တော်ထင်မြင်ချက်တွေနောက်ဆုံးအနာဂတ်ဖြစ်လာနိုင်တဲ့အခြေအနေတွေကိုပုံဖော်သုံးသပ်ထားတာရှိပါတယ်။ဒီဖြစ်စဉ်နောက်ွယ်ကအလွာတွေကိုကျွန်တော်ဖော်ထုတ်ထားတာဖြစ်ပါတယ်။အလွာလေးလွာရှိပါတယ်။ပထမအလွာအနေနဲ့ကတော့ မြင်းနဲ့ပြပေါ်မှာမြင်နေရတဲ့စစ်ပွဲရက်ဆဲပြီးတည်ငြိမ်မှုပြန်ရလာတဲ့အခြေအနေဖြစ်ပါတယ်။ဒါဟာတရုတ်ရဲ့ဂျာဝင်မှုနဲ့နိုင်ငံတချို့မှာတိုက်ပွဲတွေရောကြသွားပြီးတော့အငိမ့်ချရေးဆွေးနွေးပွဲတွေဖြစ်လာနိုင်တဲ့ဆိုတဲ့အပေါ်ယံပုံရိပ်ပုံဖော်ထားတဲ့အလွာပါ။ဒုတိယအလွာမှာကျတော့နည်းနည်းလေးထပ်ပြီးတော့အစဉ်ကြည့်လိုက်မယ်ဆိုရင်မြင်ရတာကအောင်မြင်မှုအဖြစ်ဖန်တီးထားတဲ့စစ်ရှုံးမှုနဲ့တရုတ်ရဲ့ power keeping ဆိုတဲ့ power ထိုက်ချုပ်ထားတဲ့အခြေအနေကိုမြင်ရမှာပါစစ်ကောက်စီအမိပြင်မှာတကယ်တမ်းစစ်ရေးရဆူဆူရွရွကိုမှထိနာနေတာတယောက်ကသိတယ်ဒီလိုအခြေအနေမျိုးမှာစစ်ကောက်စီလောကပြိုလဲသွားရင်တယောက်အကျိုးစီးပွားထိခိုက်နိုင်လို့စစ်ကောက်စီကိုနိုင်ငံရေးကအသက်ရှူပေါက်ပြန်ပေးလိုက်တာဖြစ်ပါတယ်တယောက်ကငြိမ်းချမ်းရေးဖော်ဆောင်သူအနေနဲ့ဝင်ရောက်ပြီးစစ်ကောက်စီမျက်နှာမပြတ်အောင်တရားဝင်မှုတစ်ခုပြန်ရအောင်ပြစ်တင်ပေးလိုက်တာဟာတကယ်စစ်မှန်တဲ့ငြိမ်းချမ်းရေးထိတ်သိမ်းတဲ့ peace keeping မဟုတ်ပါဘူး တရုတ်ရဲ့ကိုပိုင်အာဏာဩဇာအရှိဝါကိုဒီဒေသမှာထိသိမ်းမြင့်တင်လိုက်တဲ့ power keeping ဆိုတဲ့သဘောတရားတစ်ခုပါဥပမာအနေနဲ့ပြရမယ်ဆိုရင် စေခံပြနေတဲ့လူနာရဲ့ကိုဘော်ကအနာကိုပဲဆရာဝန်ကမြင်ပြီးစိတ်ချပေးလိုက်တယ်ကုပေးလိုက်တယ်အပေါ်ရန်ကြည့်ရင်တော့အနာတက်တော့သွားတယ်လို့ထင်ရပေမဲ့တကယ်တမ်းခန္ဓာကိုယ်ထဲမှာကင်ဆာလို့ပြင်းထန်တဲ့ယောဂကြီးရှိနေတာကိုလုံးဝလေးလူရှူထားလိုက်တယ်လို့ဖြစ်နေပါတယ် တတိယအလွာကိုတုံ့တက်ကြည့်ရမယ်ဆိုရင်ပရမအလွာတင်းတဲ့အလွာနဲ့တစ်ခုပေါင်းဆက်လို့ပေါ်ထွက်လာတဲ့အချက်ကမြမပฏิပခအပေါ်မှာတရုတ်ရဲ့တွယ်ဝိုင်းကိုလိုနီပြုခြင်းနဲ့တွယ်ဝိုင်းအင်အားစုတွေပေါ်မှာကြီးမားတဲ့အန်တီရဲ့ကြားရောက်တာပဲဖြစ်ပါတယ်။တရုတ်ဟာလော်ရှိုးကိုဗျူဟာမြောက်နယ်စပ်မျိုးတွေလိုတည်ငြိမ်အေးချမ်းတဲ့ဇုံအဖြစ် ပုံဖော်ဖန်တီးရင်အိုက်ဒီသားရဲ့အုပ်ချုပ်ရေးလုံခြုံရေးဘိုင်းတွေကိုတွယ်ဝိုင်းတဲ့နီးနဲ့ထိန်းချုပ်ဖို့ကြိုးစားလာနိုင်ပါတယ်။ရေရှိမှာ အဲ့လိုမြန်မာနိုင်ငံဇက်ဒေသတွေကိုတရုတ်ရဲ့နိုင်ငံရေးစီးပွားရေးဩဇာအောက်ကငြိမ်းချမ်းရေးစုပ်တွေအဖြစ်အသွင်ပြောင်းအောင်လှုပ်ဆောင်လာနိုင်ပါတယ်။ဒါဟာတရုတ်စစ်တိုက်ဆက်မလို့ပဲနိုင်ငံရေးစီးပွားရေးလမ်းကြောင်းကနေတွေ့ဝိုက်ပြီးတော့ကိုလိုနီပြုတဲ့ပုံစံအစ်စ်တစ်မျိုးပါ။ဥပမာအနေနဲ့ပြောရမယ်ဆိုရင်တမိုင်းမှာလည်းအဲ့လိုရှိခဲ့ပါတယ်။ရှေးခေတ် Empire ကြီးတွေပေါ့ဗျာ။သူတို့ရဲ့အင်အားနဲ့အင်းကြီးချင်းနိုင်ငံငယ်လေးတွေကိုကျွန်တော်တို့အဆောက်အအုံခံနိုင်ငံ protect တိုရက်လို့ခေါ်တဲ့ပုံစံမျိုးတတ်မှတ်ပြီးနာမည်ခံထားပေမဲ့လွတ်လပ်မှုတွေပေးထားတဲ့ဆိုပြီးအပြင်းအမှမြင်နေရပေမဲ့အတွင်းရေးတော်တော်များများကိုအဲ့ဒီ ARG Empire ကထိချုပ်ထားတာမျိုးနဲ့ဆင်တူပါတယ်။အဲ့ဒါဟာဒွန်လိုင်းအင်အားစုကြီးကြားထဲမှာတန်တရားတွေအမြင်မတူမှုတွေအဲ့လိုအခြေအနေတွေတဖြည်းဖြည်းဖန်တီးလာနိုင်တဲ့စိုးရိမ်စရာအခြေအနေရှိပါတယ်။တယောက်ကမတူညီတဲ့ဒွန်လိုင်းဖွဲ့တွေနဲ့တီချာဆက်ဆံပြီးအပေးအယူလုပ်လာနိုင်ပါတယ်။ ဒါဟာမြို့တစ်ခုကိုဝိုင်းထားတဲ့တပ်ဖွဲ့ပေါင်းစုံကို အနောက်ကွယ်ကနေအဓိကကြိုးကိုက်နေတဲ့အင်အားစုကတပ်ဖွဲ့ချင်းစီကိုလက်ထိုးတာတိချာလမ်းကြောင်းပေးပြီးတော့မလုံပေးတာရန်တိုက်တာအချင်းချင်းမယုတ်တင်ကပြစ်အောင် ဖြိုခွဲတာမျိုးနဲ့တူပါတယ်အာတတိထားမှာပါစူပေါင်းခုခံကာကွယ်ရေးအင်အားကိုချိနဲ့စေတဲ့ပုံစံတက်ရောက်စေပါတယ်အဲ့လိုအလွာတွေကိုခွဲခြားတောက်တက်ပြီးတဲ့အခါမှာဆိုရင် လက်ရှိအခြေအနေပေါ်မှာအတိတ်ထင်ရှားတဲ့တရားမှုတုံ့ချက်ရှိပါတယ်။ပထမတရားမှုကအာနာဥရိယရဘယ်လိုအမခန့်ခြင်းမှမရှိဘဲနဲ့နိုင်ပြီးပြန်ပေးလိုက်ရတဲ့အခြေအနေပါ။မြင်သာအောင်ဥပမာအနေနဲ့ပြောရမှာဆိုရင်စစ်ကောက်စီရဲ့ရှုံနှိမ်မှုကိုတရားဝင်မှု ပြန်ပေးလိုက်တာနဲ့တူပါတယ်။စစ်တူရဲ့ခုံခုပေါ်မှာတစ်ဖက်ကရှုံနေပြီ။ဒါပေမဲ့ပြိုင်ပွဲရဲ့စီမင်းကိုထိတ်ချုပ်ကြီးကြပ်ထားတဲ့သူကရှုံနေတဲ့လူကိုပါအပြစ်မှမပေးဘဲနဲ့သူရဲ့ လက်ထက်ကိုပိုကောင်းတဲ့တက်သားပါဝါတချို့ပြန်ပေးလိုက်တာမျိုးပါဒါဟာပြည်သူစံတော်ကိုမျက်ကွက်ပြုပြီးတော့အစစ်ကောင်စီကိုနိုင်ငံရေးအယောက်အပါစီရစေတာပဲဖြစ်ပါတယ်ဒုတိယတက်ရောက်မှုကတော့ဒေသတွင်းတော်လိုက်အင်အားစုတွေကြားတန်တရားတွေကွဲပြားမှုတွေပုံပြီးတိုးလာတာပါဒါဥပမာအနေနဲ့ပြရရင်မဟာမိတ်တပ်ဖွဲ့တွေကရန်သူပူပေါင်းတိုက်ခိုက်နေပါတယ်ဒါပေမဲ့အပြည့်လူတယောက်ကဝင်လာပြီးတော့တပ်ဖွဲ့ချင်းစီကိုခေါ်ယူတိတ်တိတ်ပုံဆွေးနွေး ပြီးတော့တပ်ဖွဲ့တစ်ခုကိုကြာတော့လိုအပ်တာတွေပေးပြီးတော့နောက်ထပ်တပ်ဖွဲ့ကိုကြာတော့ဖိအားပေးတာမျိုးတွေလှုပ်လာရင်မဟာမိတ်တွေကြားထဲမှာသူတို့ဘာတွေတိုင်ပင်းနေတာလဲငေါ့ကြော့ပြီးတော့လှုပ်နေတာလားဆိုတဲ့တန်တရားတွေပေါ်လာပြီးပုံပြီးတင်းမာတဲ့အခြေအနေကိုရှောင်လွဲလို့မရတော့ပါဘူးဒါဆိုဖြစ်စဉ်ဟာဒီလိုတန်တရားတွေပေါ်လာအောင်တွန်းအားပေးနေတဲ့ပုံစံမျိုးတွေ့ရပါတယ်တတိယတရားမူကတော့ပြည်သူထိတ်ချုပ်မှုမဲ့ပြီးတော့တရုတ်အုပ်ချုပ်ရေးဩဇာလွှမ်းမိုးနိုင်တဲ့စုံတွေပေါ်ပေါက်လာနိုင်တာပါ။ ဥပမာပေးရမယ်နိုင်ငံတစ်ခုထဲမှာနိုင်ငံခြားသားတွေအတွက်အထူးစီးပွားရေးဆုပ်တွေထူထောင်ပေးလိုက်တဲ့ပုံစံမျိုးနဲ့တူပါတယ်အဲဒီဆုပ်တွေဟာမြေပုံပေါ်မှာတော့ကျွန်တော်တို့ကိုပိုင်နိုင်ငံရဲ့ပိုင်နဲ့နယ်မြေဖြစ်ပေမဲ့လက်တွေ့မှာတော့နိုင်ငံခြားကုမ္ပဏီတွေရဲ့စီမင်းသူတို့ရဲ့လုပ်ချိုးရေးအောက်မှာပဲလက်ပတ်နေတာမျိုးပါဒေတာခံပြည်သူတွေရဲ့အခွင့်အရေးနဲ့ထိတ်ချုပ်မှုတွေလုံးဝမရှိတော့ဘဲနိုင်ငံခြားဩဇာလွှမ်းမိုးမှုအောက်ရောက်သွားတာမျိုးဆိုလိုတာပါ။ ရာရှုဖြစ်စဉ်ဟာနေဇက်ဒေတာတွေမှာအဲ့လိုအလားအလာတွေရှိနေတာရှင်းရှင်းလင်းလင်းပြနေပါတယ်။အဲ့လိုအခြေအနေတွေကိုတည်ရောက်မှုတွေကိုသုံးသပ်ပြီးအနာဂတ်ဖြစ်လာနိုင်တဲ့ပုံစံတွေကိုတိတိကျကျပုံပေါ်ခံမှန်းလို့ရသွားပါပြီ။တရုတ်ဟာသူ့ရဲ့ BRI စီမံကိန်းနဲ့နေဇက်လုံခြုံရေးအကြောင်းပြပြီးမြန်မာနေဇက်ဒေတာတွေမှာထိတ်ချုပ်မှုကိုပုံစံအမျိုးမျိုးနဲ့တိုးမြင့်လှုပ်လှနိုင်ပါတယ်။ဒါဟာငြိမ်းချမ်းရေးဒါမှမဟုတ်တည်ငြိမ်ရေးဆိုတဲ့နာမည်တွေအောက်ကနေပြီး ူရဲ့ဝင်ရောက်လာမဲ့တွယ်ဝိုက်ကိုလိုနီပြုနေတဲ့အခြေအနေတဘောမျိုးဆိုလိုတာပါအဲ့ဒီဟာအဆိုးဆုံးဘယ်လောက်ထိမြင်လို့ရလဲဆိုရင်ကြောက်ဖြူလို့ဘာဟာဗျူဟာရအရေးကြီးတဲ့ဒေတာတွေအထိတရုတ်ရဲ့ဩဇာထိုးဖောက်ပြီးတော့ဝင်ရောက်လာနိုင်ပါတယ်တော်လိုင်းအဲဆိုဒီနေနဲ့အခြေအနေတွေကိုတတိမထားမိဘဲအချင်းချင်းကြားမှာစီလုံးမှုပြက်ပြာပြီးတရုတ်ရဲ့နိုင်ငံရေးလက်ွက်တွေအောက်မှာကြာဆုံးသွားနိုင်ပါတယ်တရုတ်ဟာတဖွဲ့ချင်းခေါ်ယူဆွေးနွေးပြီး divide and rule ဖွဲ့ချအောက်ချုပ်တဲ့နေကို ပေါ်လာနိုင်ပါတယ်။အလုပ်တော့ဖြစ်လာခဲ့ရဲ့အနာဂတ်မှာမြန်မာနိုင်ငံအခြေအနေကတရုတ်တော်ဝိုက်ထိတ်ချုပ်မှုအောက်ကနိုင်ငံအဖြစ်ရရှိသွားပြီးအန်ဒီရီတွေပို့ပြီးတော့အကြီးမားလာမှာဖြစ်ပါတယ်။ဒီလိုတုံ့တက်ချက်နဲ့ရေးကြည့်တဲ့တရားမှုကိုတော့ကွဲလွဲပြီးတော့ပြန်ပြီးတော့ထိတ်ချုပ်ပြီးတော့တိတိကျကျပြောရမယ်ဆိုရင်ကျွန်တော်အမြင်ရလာရှိုးဖြစ်စဉ်ဟာမြန်မာအချုပ်အခြာအာဏာနဲ့တော်လိုင်းအနာဂတ်တကယ်ကိုဆိုးရိမ်စရာကောင်းတဲ့လက္ခဏာပါ။ တယောက်ကငြိမ်းချမ်းရေးအတုံးချပြီးကိုအကျိုးစီးပွားအတွက်လှုပ်ရှားနေတာကိုရှင်းရှင်းလင်းလင်းကိုမြင်ရပါတယ်တော်လိုက်အင်အားစုတွေနေတဲ့ဘယ်လိုငြိမ်းချမ်းရေးအစီအမံကိုမဆိုလက်ခံတော်မှန်ဆိုရင်တော့အဲ့ဒီအစီအမံရဲ့နောက်ကွက်ကတယောက်ကြီးရဲ့ချက်မှန်သမျှကိုထွင်ဖောက်ပြီးတော့မြင်အောင်သုံးသပ်ကြည့်ဖို့မဖြစ်မနေလိုအပ်ပါတယ်ငြိမ်းချမ်းရေးနဲ့မဲ့အောက်မှာရှိချင်းဖြစ်ရတောင်းဝန်မဲ့အုပ်ချုပ်မှုပုံစံမျိုးမြမအနေမြေထဲကိုဗျံပဒါနဲ့ဝင်လာခွင့်ကိုလုံးဝခွင့်မပြုသင့်ပါဘူး ကွဲလွဲနိုင်တဲ့တချို့အမည်တွေတော့ရှိမှာပေါ့မြန်မာရေကိုတရုတ်ကတကယ်ပဲကူညီဖြည့်ရှင်းပေးနိုင်တာမျိုးမြင်ကောင်းမိနိုင်ပေမဲ့တကယ်ပုံနဲ့ဆိုင်တဲ့အမြင်မှာတော့ဒါဟာရေရှည်မြန်မာအထောက်ချအာဏာတဖြည်းဖြည်းလွှဲပြောင်းယူမဲ့လုပ်ငန်းစဉ်ရဲ့အစိပ်ပိုင်းတစ်ခုလိုပဲတုံ့တက်လို့ရပါတယ်ညီကောင်းချုပ်အနေနဲ့ပြောမယ်ဆိုရင်တော့လာရှုဖြစ်စဉ်ဟာမြန်မာနိုင်ငံရဲ့အပေါ်ယံနဲ့အတွင်ပိုင်းထင်ရှားတဲ့အချက်နဲ့ဖောက်ကွက်ထားတဲ့အချက်ကြားကဒါရလက်ထရတန်းရှင်းကို ထိတ်ထရှားပေါ်လွင်နေတာကိုကျွန်တော်ထောက်ပြတာဖြစ်ပါတယ်။ဆစ်ရှုံးမှုကိုအောင်မြင်မှုဖြစ်ပုတ်ဖို့တာ peace keeping လို့ခေါ်တယ်ညချိုင်ထိတ်ထိတ်ရဆိုတဲ့အခြေအနေမျိုးမဟုတ်ပဲနဲ့ power keeping ဆိုတဲ့ဩဇာလွှမ်းမိုးမှုကိုတွေ့ဝိုက်ကိုလိုနီပြုတဲ့အခြေလက်အစအန်ဒီအလွန်ကြီးတဲ့အခြေအနေပါ။တော်လိုင်းရဲ့စီလုံးမှုကို တရက်ချိတ်ချောက်လာနိုင်တာအဲ့ဒီအချက်တွေကအဓိကအချက်တွေပါပဲ။ပြီးတော့နောက်ဆုံးမေးစရာလေးတစ်ခုရှိပါတယ် မြန်မာတော်လှန်ရေးအချုပ်အခြာအာဏာနဲ့ဖက်ဒရယ်ဒီမိုကရေစီပဲဆိုဆိုလွတ်လပ်ရေးပဲဆိုဆိုကျွန်တော်တို့ရဲ့ပန်းတိုင်ဟာတရုတ်ရဲ့ဒီလိုတော်ဝိုင်းမှုတွေကြားမှာတကယ်ပဲလက်တွေ့ကျန်ရှိနေပါအောင်ပါလားဒါမှမဟုတ်မြန်မာနိုင်ငံဟာအာဏာကြီးအင်အားကြီးနိုင်ငံတွေရဲ့အကျိုးစီးပွားအတွက်အတုံးချခံနေမြေတစ်ခုဖြစ်အဆုတ်သက်သွားတော့မှလားဆိုတာကျွန်တော်မိတ်ဆွေတွေအမြင်ကွန်မန့်မှာရေးခဲ့ပြပါဦးဘယ်ဟာကပုံပြီးဖြစ်လာနိုင်ချေရှိတယ် ဒီဗီဒီယိုမှာတော့ဒီလောက်ပါပဲနောက်ထပ်နောက်ထပ်အရေးကြီးတဲ့တင်ပြစရာတွေလည်းရှိပါသေးတယ်ဒီအတွက်ကြောင့်ကျွန်တော်ဗီဒီယိုကို like ချိန်နေသေးတယ်ဆိုရင် like ပေးခဲ့ပြီးတော့နောက်လက်တကြွတဲ့စရာတွေတိတဲ့မိတ်ဆွေတွေအနေနဲ့ဒီအချိန်လေးပေါ်မှာဘယ်လိုလုပ်တင်လဲဘယ်လိုဖြစ်တင်တယ်ဆိုတာကိုအကြံပြု comment ရေးပေးခဲ့ဖို့ကျွန်တော်တောင်းဆိုချင်ပါတယ်ဒါဟာအတူတူကဆွေးနွေးပြောဆိုတိုင်းပဲသွားပြီးကျွန်တော်တို့ဆက်လက်ပြီးဝေဖန်သုံးသပ်သွားဖို့လိုအပ်တော့ဖြစ်ပါတယ်အခုလိုအစောဒီကြီးရှုပေးတဲ့အတွက်လည်းအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ ်ဆက်ပြီးတော့အားပေးဖို့လည်းတောင်းဆိုချင်ပါတယ်ဒီလောက်ပါပဲခင်ဗျ